အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေဒီခဏေတော့ Greeting English Unit 6ရဲ့ Prodigation Reading ဘိုင်းကိုအတူတူလေ့လာကြည့်ကြရအောင်ပါ 6A Reading Pre-reading When you were young မင်းငငယ်တုန်းကတဲ့ Who usually told you stories ဘယ်သူမင်းကိုပုံပြင်တွေပြောလို့ရှိခဲ့တယ်လဲ What is your favorite story? မင်းရဲ့အကြိုက်ဆုံးပုံပြင်ကဘာလဲ? Why? ဘာကြောင့်လဲ? what kind of stories do you like ဘလို့ပုံစံဘလို့ပုံမြင်မျိုးတွေကိုမြင်ကြတယ်လေတဲ့ဟုတ်ကဲ့ဆက်ကြည့်ကြအောင် once upon a time တခါတော့က there was a very wealthy man တထိပ်ကြီးတယောက်ရှိခဲ့တယ် he owned flocks of sheep flocks ဆိုတာက a group of ကိုပဲပြောချင်တာအုပ်လိုက်ကျင်လိုက်ပေါ့နော် flocks of sheep ဆိုတော့တိုးအုပ်တွေ has of culture has ဆိုတာကလည်း flocks နဲ့အတူတူပဲ သူကတွဲပြီးတော့မှသုံးရတဲ့သုံးမျိုးကြောင့်မို့ကွာထားတာ hawk ဆိုတာလည်း a group of animals ပဲ hawk ဆိုခတ်တယ်ဆိုတော့ခတ်တယ်က cows and bird that are kept as farm animals for their milk or meat အသားတွေနို့တွေနော်ဒီ channel မှာမွေးထားတဲ့နွားတွေဆိုတော့နွားအုပ်တွေ orchards orchards ဆိုတာက piece of land in which fruit trees are grown တတတီအပင်တွေစိုက်ပျိုးထားတဲ့နေရာဆိုတော့တတီချမ်းတွေ vineyards အင်းရဆိုတာက Peaceful Land Where Grapes Are Grown ပြည်ပင်တွေစိုက်ပျိုးထားတဲ့နေရာဆိုတော့ဒါသပြစ်ချမ်းတွေဒီနေရာမှာအတန်တော့ကလေးမတူဘူး Vines လို့ထွက်ရမယ် Vine ဆိုတာသပြစ်ပင်ကိုကြတော့ Vine လို့ Vaina Vine လို့ထွက်ရပေမဲ့သပြစ်ချမ်းကိုကြတော့ Vineyards လို့ထွက်ရတယ်ဒါမတူတာလေးကိုသတိစားစေချင်ပါတယ် Vineyards သပြစ်ချမ်းတွေ In wheat farms ဂျုံငင်းတွေသပြစ်ချမ်းတွေတတိချမ်းတွေ နွားအုပ်တွေတိုးအုပ်တွေလည်းပိုင်နေတဲ့ He had two sons Dan and Ben Dan နဲ့ Ben လို့ခေါ်တဲ့တားနှစ်ယောက်လည်းရှိတယ်တဲ့ Dan the either one အကြီးကောင်ဖြစ်တဲ့ Dan က what serious တီတီကြီးရှိတယ် how working အလုပ်လဲစူးစမ်းပြီးတော့မှ was a great help to his father သူ့ဖေအားကိုးရတဲ့သူတယောက်ပဲတဲ့ help ကဒီနေရာမှာ noun ဖြစ်တယ် a great help ဆိုတော့အဲကြီးမားတဲ့အကူအညီတစ်ခုဆိုတော့ဒါသူ့ဖေအားကိုးရတဲ့သူတယောက်ပေါ့နော် ဘန်တယံကဝံအငယ်ကောင်ဖြစ်တဲ့ဘန်ကတော့ was a happy go lucky young man happy go lucky ဆိုတာ not caring or worrying about the future နာဂတ်တွေတွေးပူမနေတဲ့လူမြန်မာလိုတော့သူ့ကိုပြပြနေတည်ခဲလို့ပြောကြတယ်ပြပြနေတည်ခဲဆိုတဲ့သူတဲ့ never bother to help his father သူ့ဖွေကူညီဖို့ဘယ်တော့မှ no bother ဆိုတာကပင်ပန်းခံတာဒုက္ခခံတာ spend time and energy doing something တခုခုလို့ပို့အတွက် i and we အချင်းတွေကိုတုံးချတယ်ဆိုတော့ဒါပင်ပန်းခံတာပေါ့နော်သူ့ဖေကိုဘယ်တော့မှပင်ပန်းခံမှာကုညီပုံမရဘူးတဲ့ All he kept thinking was how to have a good time with his friends သူအမြဲစဉ်းစားနေတာက how to have a good time ဘလို့ပျော်ပျော်နေရမယ်ဆိုတော့ဘလို့အလေလိုက်နေရမယ်ဆိုတော့ with his friends သူရဲ့တငယ်ချင်းတွေနဲ့ဘလို့ပျော်ပျော်နေဘလို့အလေလိုက်နေရမယ်ဆိုတော့ပဲသူတစ်ချိန်လုံးစဉ်းစားနေတာတဲ့ one day တနေ့ကျတော့ he said his father သူ့အဖေကိုပြောတယ် father အဖေ give me my share of the inheritance inheritance ဆိုတာက money property ပတ်စံတွေပိုင်ဆိုင်မှုအိုးအိမ်တွေ did you receive from somebody when they die သူတို့တည်သွားတဲ့အခါမှာမင်းလက်ခံရလိုက်တဲ့မင်းရလိုက်တဲ့ငွေတို့ဒီပိုင်ဆိုင်မှုဒီအိုးအိမ်စည်းစိမ်တွေဆိုတော့အမွေတွေပေါ့နော်အဲ့တော့ give me my share of the inheritance ဆိုတော့ငါရပိုင်ခွင့်နော်ရပိုင်ခွင့်အမွေတွေ ကျွန်တော်ကိုပေးတော့တဲ့ I wish to go to a distant land distant ဆိုတာက far away ဝေးမှရှိသော land ဆိုတာကဒီနေရာမှာ country or region တိုင်းပြည်တော့မဟုတ်ဘူးဒီနိုင်ငံပြည်နယ်တစ်ခုခုပြောချင်တာဒီအဝိတ္တမြေကိုသွားပြီးတော့မှတဲ့ lead and independent life independent ဆိုတာက confident and free to do things without needing help from other people တခြားသူတွေကနေအကူအညီမလိုဘဲနဲ့ နော်တခုခုကိုလှုပ်တဲ့နေရာမှာလွတ်လပ်တော့ယုံကြည်မှုရှိတော့ဆိုတော့ဒါလွတ်လပ်တော့ပေါ့နော်ဒီကိုယ်ပိုင်လွတ်လပ်တဲ့ဘဝလေးကိုအဝိသမီသွားမှတူတူထောင်ခြင်းနဲ့အားကြောင့်မို့ကျွန်တော်ကိုကျွန်တော်ရပိုင်ခွင့်အမွေတွေကိုပေးပါတော့တဲ့ Are you sure you wish to do that? မင်းတို့လှုပ်ခြင်းနဲ့ဆိုတာတေးကြလို့လားငါသား Do you think you make it? မင်းအောင်မြင်မယ်လို့ထင်လို့လား Make it ဆိုတာကဒီနေမှာ to be successful ကိုပြောတာအောင်မြင်ပြီပေါ့နော်ဒါပေမဲ့အောင်မြင်မယ်လို့ထင်လားတဲ့ Of course father ထင်တာပေါ့ဗျ he answer ူကဖြစ်လိုက်တယ် I'm sure I succeed ကျွန်တော်အောင်မြင်မယ်လို့ကျွန်တော်သိကြတယ်ကျွန်တော်အောင်မြင်မယ်ဆိုတာသိကြတယ် All right then ဒါဆိုလဲကောင်းပြီလေ said the father ဖေကပြောတယ်ပြီးတော့ give ban ban ကိုပေးလိုက်တယ် whatever the son was entitled to ဒီနေရာမှာ entitled ဆိုတာက often passive passive voice နဲ့ပဲသုံးကြတယ်တဲ့ဒီနေရာမှာလည်း passive voice ပါပဲ was entitled to ဆိုတော့ to give somebody the right to have to do something တခုခုကိုလုပ်ဖို့အခွင့်အရေးရှိဖို့တဲ့အခွင့်အရေးကိုပေးလိုက်တယ်ဆိုတော့ဒါပိတာရပိုင်ခွင့်ရှိတဲ့အရာမန္တမြကိုပေးလိုက်တယ်တဲ့ Father and son အဖအနေဟာ hurt and kissed each other တဲ့နည်းတယောက် hurt hug ဆိုတာက put your arms around somebody's so မင်းလေးကိုတိုင်းဖက်တာကိုပြောရင်နော် hold them tightly တင်းတင်းကြပ်ကြပ်ဖက်ပြီးတော့မှ especially to show that you like or love them သူတို့ကိုချစ်မြတ်နိုးတဲ့ဆိုကြောင်းကိုပြသတဲ့အနေနဲ့ ဖက်တာကိုပြောချင်တာနော် embrace ပဲတဲ့ပွေဖက်တာပေါ့ as was the custom custom ဆိုတာကတော့ဒီထုံးစံအရေးအစင်လာရလို့ပြောရမယ်ဒါလူဖွဲ့စည်းဖွဲ့စည်းတစ်ခုခေါက်ကနေဒီဟာကိုလှုပ်တက်နေလို့တတ်မှတ်ထားကြတဲ့နီလန်းဆိုတော့ဒါ custom ဒီထုံးစံအရာတဲ့တာဖာနဲ့ဟာအချင်းချင်းပွေဖက်နန်းချုပ်ကြပြီးတော့မှ set goodbye နှုတ်ဆက်စကားပြောကြတယ်တဲ့ပြီးတော့ the young man left ဒီလူငယ်ဟာထွက်သွားတော့တယ်တဲ့ He did not even say goodbye to his brother Dan or the workmen on his father's land. He did not even say goodbye. နှုတ်ဆက်ကားတော့ပြောမထားခဲ့ဘူး to his brother Dan သူရဲ့အကိုဒန်ကိုရော the workmen on his father's land သူရဲ့အဖေလေယာမြေတွေကအလို့တမားတွေကိုရောနှုတ်ဆက်ကားတော့ပြောထားဖို့မရခဲ့ဘူးတဲ့ In a distant land အဝိတ္တမြေမှာ Ben ဟာ led a very free and easy life let ကတော့ the unlead lead ရဲ့ Posthuma, a very free and easy life, just squandering the money his father gave him. Squandering 소 라가 waste money and time in a stupid or careless way. 라 하다 너 똥평 빌라이 다. 빠산이 체뉴. Money his father gave him. 두피 빼게 된 무리고래. Just squandering. 라 하다 똥평 이네 왜 반하? led a very free and easy life အရင်ကလွယ်ကူတက်တာတဲ့လွတ်လပ်တဲ့ဘဝကိုသူထူထောင်နေခဲ့တာတဲ့ when his money ran out ran out ဆိုတာက yusuf အကုန်တုံးမလိုက်တာเนาะပြောင်းတော့အောင်တုံးမလိုက်တာအဲ့တော့ကုန်သွားတာဗော when his money ran out သူ့ရဲ့ငွေတွေကုန်သွားတော့တဲ့ he sold one piece of precious jewelry after another he had to receive from his father သူ့ဖေစီကနေသူရခဲ့တဲ့ one piece of precious jewelry precept ဆိုတာက rare ဆိုတာရှားပါသော worth a lot of money ပတ်စံအများကြီးတန်တော့ဆိုတော့ဒါဖို့တန်တော့ပေါ့နော်အဖို့တန်တဲ့ jewelry jewelry ဆိုတာက object such as rings and necklace ဆွဲကြိုးတွေရွှေလိုမျိုးပစ္စည်းတွေတဲ့ the people wear as decoration ဆိုတော့ဆွဲကြိုးတွေလက်ကောက်တွေဒီလက်ဆွဲတွေဆိုတော့လက်ဝတ်ရည်တွေပေါ့နော်အဖို့တန်တဲ့လက်ဝတ်ရည်တွေကို after another တစ်ခုပြီးတစ်ခုရောင်းချခဲ့တယ်တဲ့ in no time in no time ဆိုတာက so soon ဆိုတာအရန်ကိုမြန်လွန်းတာ so quickly that is surprising အရန်ကိုမြန်လွန်းလို့အံ့ဩစရာပဲတဲ့အဲ့တော့အချိန်တိုအတွက်မှာပဲ he became a pauper pauper ဆိုတာက a very poor person အရန်ကိုဆင်းရဲသွားတဲ့သူဆိုတာလူမွဲပေါ့ with nowhere to stay or nothing to eat စားစရာတောက်စရာမရှိပဲနေစရာထိုင်စရာမရှိတဲ့အရန်ကိုနော်ဒီဆင်းရဲလို့ ਨੇ လူမွေးတယောက်ဖြစ်သွားတော့တယ်တဲ့အချိန်တော်တွင်းမှာပဲ he has only the clothes he was wearing သူ့မှာရှိတာဆိုလို့သူဝတ်ထားတဲ့အဝတ်တထည်ကိုတခုပဲကျန်တော့တာတဲ့ then အဲ့ဒီနောက် to keep his body and soul together ဒီနေရာမှာကျတော့ body ဆိုတာခန္ဓာကိုယ် soul ဆိုတာကတော့စိတ်လို့ပြောရမလားအဲ့တော့ဒီဟာကိုစီလီယံဘာသာပြန်မယ်ဆိုရင်အသက်နဲ့ခန္ဓာမြဲစေဖို့အတွက်တဲ့ he would to look here as a swine herd of a wealthy man in that distant land အဲ့ဒီအဝေးတမီက of a wealthy man လူချမ်းသာတယောက်ရဲ့ as a swineherd swineherd ဆိုတာက a person whose job is to take care of pigs what they would thinking ဆောက်ရှောက်ကြည့်ရှုရတဲ့သူဆိုတော့ဝတ်ကျောင်းသမားပေါ့နော်အဲ့ဒီအဝေးတမီကလူချမ်းသာတယောက်ရဲ့ဝတ်ကျောင်းသမားတယောက်အဖြစ်သူလုပ်ခဲ့ရတယ်တဲ့ he became so poor သူဟာအရန်ကိုနော်ဆင်းရဲဆင်းရဲလာတာကြောင့်မို့ he had to eat သူဟာစားတောက်ခဲ့ရတာ what the swine were fed went ဒီနေရာမှာ fe defeat ဆိုတာ fe defeat ဆိုတာက fe defeat ကရဲ့ feed ရဲ့ past tense ဖြစ်တယ် swine ဆိုတာကတော့ pig ဆိုပဲပြောချင်တာ an unpleasant person မနစ်မြုပ်စရာကောင်းတဲ့လူယွန်းစရာကောင်းတဲ့လူတဲ့ဒါတော့ pig နဲ့ပဲနိုင်ထတာဖြစ်မှာပေါ့နော်အဲ့တော့ what the swine were fed went feed ဆိုတာက to give food to a person or an animal လူတယောက်တမဟုတ် တက်ဆန်တကောင်ကိုတဲ့အစာပေးလိုက်တယ်ဆိုတော့အစာကြွေးတယ်ပေါ့နော်အဲ့တော့ what အရာတွေ sign way of fat one ဝတ်တွေကိုကြွေးတဲ့အစာအစာတွေတော့မသူစားခဲ့ရတာတဲ့ I'm not even half as rich as my father's workman he often thought sadly ငါဟာတဲ့ငါအဖေအလုပ်သမားတွေရဲ့ချမ်းသာတာရဲ့တိုးဝက်လောက်တော့မှချမ်းသာတော့ပါလား he often thought sadly သူမကြာခဏဝန်ဝန်းနေစွာတွေးမိတယ်တဲ့ I think I should go back to my father ငါငါဖေးစီကိုငါပြန်သွားတဲ့နဲ but i'm afraid ဒါပေမဲ့ငါကြောက်တယ်တဲ့ he was certainly drive me away သူငါ့ကိုတီးကြဖို့မောင်းထုတ်မှာပဲ he often said to himself သူကသူပြောနေမိတယ်တဲ့ one day တနေ့ကျတော့ he fell သူဟာနေမကောင်းဖြစ်ပါလေရော he had nothing to eat စားစရာမရှိ and he was in rags အဝတ်အစားကလည်း in rags ဆိုတာက wearing very old torn clothes ထုံးဆိုတာကစွပ်ပြတ်တက်နေတော့အိုးဆိုတာကဆွေးမိနေတော့ဟောင်းနှွမ်းနေတော့ဝက်စားစွပ်စွပ်ပြတ်ပြတ်နေပေါ့ဝက်စားလည်းစွပ်စွပ်ပြတ်ပြတ်နေစားစရာလည်းဘာမှမရှိဘူးတဲ့ he decided to go back to his father သူကသူ့ဖေစီကိုပြန်သွားဖို့ဆုံးဖြတ်ခဲ့တယ် and he dead အဲ့လိုဆုံးဖြတ်လိုက်တဲ့အချိန်မှာသူပြန်သွားခဲ့တယ်တဲ့ he was still at a distance from his father house သူ့ဖေအိမ်ကနေ at a distance ဆိုမလန်မကန်လေးမှာရှိနေစင်မှာပဲတဲ့ရှိနေစင်မှာပဲ his father saw him သူ့ဖေကသူ့ကိုမြင်သွားတယ်။အင်းပြီးတော့ came rushing towards him သူ့စီကို came rushing အမြန်ပြေးထွက်လာခဲ့တာ။ rush ဆိုတာကအမြန်။ move or do something with a great speed အရန်ကိုမြန်လွဲ့နဲ့မြန်နှုံးနဲ့ပေါ့နော်။အဲ့တော့သူ့ဖေကသူ့ကိုမြင်သွားတော့တဲ့။သူ့စီကိုပြေးထွက်လာတယ်တဲ့။ his father hugged him and kissed him and welcomed him သူ့ဖေကသူ့ကိုပွေဖက်နန်းရှုပ်ပြီးတော့မှကြိုဆိုတယ်တဲ့။ he called his servants and said to them သူ့ရဲ့ အစီကံကြီးကိုခေါ်ပြီးတော့မှပြောတယ်။ Samo you wash my son off and dress him off in the best of clothing ။မင်းတို့တွေကတချို့ကားတဲ့။ငါသားကို wash my son off ။တိတိကျကျရေချိုးဆေးကြောတုပ်တင်ပေးလိုက်ကြ။ and dress him off ပြီးရင်ဆင်ရင်ပေးလိုက်ကြ။ in the best of clothing ။အကောင်းဆုံးဥစ္စာတွေနဲ့ဆင်ရင်ပေးလိုက်ကြ။ some others တချို့က go k သွားတက်ကြ the fatigue curve fatigue ဆိုတာကတော့ဝဖြူတော့ပေါ့နော် okay having too much flex ဆိုတာအဲအသားအများကြီးရှိလို့ဆိုတော့ဝဖြူတော့ပေါ့ flex ဆိုတာကတော့အရန်ခေါင်းလေးကိုပြောတာနွားငယ်လေးပေါ့နော်သူဖြိုးတဲ့နွားခေါင်းကိုသွားတက်ကြရတဲ့ and being prepare prepare ဆိုတာ get ready ကိုပြောတာ to make something or somebody ready အသင့်ပညာတဲ့ a grim mean grim ဆိုတာကတော့ large or important အရန်ကိုကြီးမားတော့အရေးပါတော့ကြီးမားတော့ပေါ့လေ meal ဆိုတာကစားပွဲတောက်ပွဲကိုပြောချင်တာ in occasion ပွဲပေါ့နော် when people sit down and eat food ဆိုတော့ဒီ တချို့ကတဲ့ဒီစူစူဖြိုးဖြိုးနွားတကောင်ကိုသွားတက်ပြီးတော့မှတကယ်ဇောက်ဘက်တော့ပွဲကြီးတဲ့ပြင်ဆင်ကြဟဲ့ we should celebrate ငါတို့အောင်ပွဲခံမယ်ပျော်ဝဲဆောင်မယ်ကျင်းပကြမယ် celebrate ဆိုတာက show that a day or an event is important နေ့တနေ့ဟာဒါမှမဟုတ်အဖြစ်ဖြစ်တစ်ခုဟာအရေးပါတယ်ဆိုတဲ့အကြောင်းကိုပြတာ by doing something special on it အဲ့ဒီနေ့မှာထူးထူးခြားခြားတစ်ခုခုလုပ်ပြီးတော့မှအဲ့ဒီနေ့ဟာအရေးပါတယ်အဲ့ဒီဖြစ်ပြအရေးပါတယ်ဆိုတဲ့အကြောင်းကိုပြတာဆိုတော့အောင်ပွဲခံကျင်းပတာပေါ့နော် we just celebrate မတို့အမောခံရမယ်တဲ့ကျင်းပရမယ်ပြောင်းဝချင်မွေးကျင်းပရမယ် just then အဲ့ဒီနောက် his elderson သူ့ရဲ့သားကြီး dan ဟာတဲ့ got back from the orchards and said got back ဆိုတာကပြန်ရောက်လာတာ from the orchards and said တတိချန်နေကနေပြန်ရောက်လာပြီးတော့မှ and said ပြောတယ် what's going on hey ဘာဖြစ်နေကြတာလဲဟာ one of the workmen answered လို့တမတယောက်ကပြန်ပြစ်လိုက်တယ် Your younger brother is back and your father is going to celebrate. မင်းရဲ့ညီပယ်လာပြီတဲ့။မင်းအဖေက going to celebrate. အောင်ပွဲခံပြီးတော့မှပျော်ရွှင်မှုကျင်းပမလို့တဲ့။ Dan went to his father and said, Dan ကသူ့အဖေစီကိုတွားပြီးတော့မှပြောတယ်။ Father, what are you doing all for the naughty prodigal son? ဒီနေ့မှကျွန်တော် prodigal ဆိုတာကိုဒီ unit အစကတည်းကထိုက်ထဲမှာလည်းကျွန်တော်ပြောခဲ့ဘူး။ခုကြည့်ကြအောင်။ prodigal ဆိုတာကဒီ too willing to spend money or waste time energy or materials ပစ္စည်းတွေအရင်နေအချိန်နဲ့ငွေတွေကို too willing to spend အရန်တုံးကျင်တော့ဆိုတော့တုံးဖြူကြီးတော့လို့ပြောရမယ်သူတလုံးနဲ့တုံးကျင်ရင်သို့တော်ကျွန်တော်တို့ကဒီနေ့မှာ then နဲ့ article ရောပါဝင် then prodigal လို့ title မှာလည်းပါတာသူက idiom ပါတဲ့ a person who leaves home and wastes their money and time on a life of pleasure ဒီလူတယောက်ပေါ့နော်အိမ်ကနေထွက်သွားပြီးတော့မှသူ့ရဲ့ပတ်စံနေအချင်းတွေကိုတဲ့ပျော်ပျော်ပါပါနဲ့တုံးဖြုံပစ်ခဲ့ပြီးတော့မှ who later is sorry နောက်မှနောင်တရပြီးတော့မှ return zone အိမ်ပြန်လာတဲ့သူပါရမီပတ်စံတွေကိုအကုန်လုံးရှိသမျှပတ်စံတွေကိုတုံးဖြုံလို့ဝါမှနောင်တရပြီးအိမ်ပြန်လာတဲ့သူပေါ့နော်အဲ့တော့ the prodigious son မှာတဲ့အဲ့တော့ why are you we all for the naughty prodigious son naughty ဆိုတော့ဒါ foolish ပေါ့မိုက်မဲသောကိုပြောချင်တာအာပါတော်ရမြပက်ဆန်တွေကိုအကုန်လုံးတပြားမှမကြံအောင်တုံးဖြုံးပြီးတော့မှအိမ်ပြန်လာတဲ့ဒီတားမိုက်တယောက်တည်းကိုအဖေဒါတွေဘာလို့လုပ်နေရတာလဲ he deserves to be driven out deserve ဆိုတာက if somebody or something deserves something တယောက်တို့မျိုးတစ်ခုခုက deserve ဖြစ်တယ်ဆိုရင် ਨੇ it is right အဲ့ဒါတင်လျော်တာမှန်ကန်တာ they should have it အဲ့ဒါသူတို့မှအဲဖြစ်တင်တာရှိတင်တာတဲ့ because of the way they behave သူတို့ဒီလုတ်ခဲ့တဲ့ပြုမှုတစ်ခုခုကြောင့်မို့ဒီဟာထိုက်တန်တာတဲ့ထိုက်တန်နေပဲဆိုပါစို့မြန်မာလိုပြန်ရတာရှုပ်ပါတယ် he deserve to be driven out သူ့ကိုမောင်းထုတ်လိုက်ဖို့ပဲမောင်းထုတ်လိုက်ဖို့ပဲထိုက်တန်တာပါတဲ့ no dan မဟုတ်သေးဘူး dan said the father သူ့ဖေဟာပြောတယ် yes မှန်တယ်တဲ့ your brother was naughty မင်းရဲ့ညီကမိုက်တယ်ဆိုတော့မှန်တယ်နော်မိုက်မဲတယ်ဆိုတော့မှန်တယ် တာမိုက်ဆိုတာမှန်တယ် but ဒါပေမဲ့ he has repented of his folly repent ဆိုတာက to feel and show that you are sorry for something bad or wrong that you have done အဲမဲ့တခုခုကိုမဲ့မမရေလုတ်ခဲ့မိတာကြောင့်မို့စုစုပေါ်ပါလုတ်ခဲ့မိတာကြောင့်မို့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှမဲ့ဝမ်းနည်းမှုကိုပြသည်ဝမ်းနည်းသည်ဆိုတော့ဒါနောင်တရတာပေါ့နော်ကိုလုတ်ခဲ့ရတဲ့လုတ်တခုကိုသူအစိမ်းမကောင်းဖြစ်နေဆိုနောင်တရတာပေါ့ he has repented repent of his folly folly ဆိုတာကဒါမိုက်မဲမှုပေါ့ lack of good judgment ဆိုတော့ဒါဘယ်လိုပြောမလဲ repent ပြန်ချနိုင်ခြင်းမရှိတဲ့သူနော်အဲ့တော့ repent of his folly သူမမမှုကိုသူနောင်တရခဲ့ပြီတဲ့ and ပြီးတော့ has come back သူပြန်လာပြီပဲ you lost a brother မင်းကတော့ညီတက်ကိုဆုံးရှုံးခဲ့ရတာ and i lost a son နဲ့ငါကတော့တာတက်ကိုဆုံးရှုံးခဲ့ရတာ but now we have found them ခုတော့ငါတို့ သူ့ကိုပြန်ချာတွေ့ပြီလေ we should rejoice rejoice ဆိုတာက express great happiness about something ကိုကိုနဲ့ပတ်သက်ပြီးတော့မှမင်းအရန်ကိုဝမ်းမြောက်ဝမ်းသာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြသည်အဲ့တော့ we should rejoice ဆိုတော့မတို့ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်တဲ့ and ပြီးတော့ celebrate မတို့ပျော်ဝှက်ရှင်ပွဲကြီးကျင်းပတဲ့နဲ့တဲ့မတို့ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့နဲ့ပျော်ဝှက်ရှင်ပွဲကြီးကျင်းပတဲ့ပါတယ်တဲ့ Okay ပုံမြင်လဲတော့ဒါပါပဲစင်ပြကြမယ်ထင်ပါတယ်ဒီ unit ကအင်မတန်လွယ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ခတ်တုတ်တုတ်ကလေးသွားလိုက်တာပါ အဆင်ပြေတာရှိရင်လည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ပါဘိုင်ဘိုင်